အခုဗီဒီယိုမှာဆက်ပြီးတော့အခန်း15ရဲ့ grammar note လေးတွေကိုစမှတ်ကြမယ်နော်။ဒါဆိုရင် အခန်း15ရဲ့ grammar note မှာပထမအဦးဆုံးကြည့်ရမှာကပါဠိလေးဆိုတော့ကြည့်ကြည့်မယ်။ but demo edes ka လို့ခေါ်တဲ့ tibetan အမျိုးအစားလေးကိုကိုယ်ဒီကြားကြည့်ရမယ်ပေါ့နော်။ဒါဆိုရင်သူကရေးထားတာကဘက်ကိုတဲဖောင်ပြောင်းမယ်။ mo edes ka လေးလိုက်ပြီးတော့တုံးထားတာ။ ဘတ်သင်းမို့ eat this ကလို့ခေါ်တယ်ဒီပတ်တန်အမျိုးအစားလေးပေါ့နော်အဲ့ဆိုတော့သူကတော့တက်ဖုန်ပြောင်းပြီးကိုဒီအခန်းဆက်လေးထဲမှာတိတ်ချာပိုင်နံအောင် လုပ်ခဲ့မင်းဆိုပြီးဒီပတ်တန်လေးတွေကိုသုံးလာတာပို့ပြီးတော့အစင်ပြလိမ့်မယ်နော်အတိတ်ပဲကကြတော့ဘတ်လို့ရလားလို့သူကမေးတာခွင့်ပြုချက်တခုခုတောင်းခံတဲ့အခါမျိုးမှာသုံးတဲ့ပုံစံလေးပေါ့နော်ဘတ်သင်းမို့ eat this ကကိုသုံးမယ်ဆိုရင်ကိုဒီကတဲရောက်စီကနေခွင့်ပြုချက်ကိုတောင်းခံတာမျိုးဥပမာဒီနေရာမှာထိုင်လို့ရလားဒါကိုစားလို့ရလားဓာတ်ပုံရိုက်လို့ရလား ါဒါကိုတုံးလို့ရလားလို့ခေါ်တဲ့ကွန်ပျူတာတောင်းခံမယ်ဆိုရင်ဘတ်သဲမိုအီဒက်စကာကိုတုံးပေးရမယ်ပေါ့နော်အဲ့တော့အောက်မှာဆိုရင်ဥပမာလေးရေးထားတယ်ခိုကိုနီဆူဝါသဲမိုအီဒက်စကာအဒီနီယာမှာထိုင်လို့ရလားထိုင်တယ်လို့ခေါ်တဲ့ဆူဝါဒီမတ်ကိုကိုရီကတန်းပြီးတော့တဲ့ဖောင်ပြောင်းတက်ရမယ်ဆူဝါသဲ ပြီးတော့မှမိုအီဒက်စ်ကလေးလိုက်ထားတာအဲဒီနေရာမှာထိုင်လို့ရလားလို့မေးထားတဲ့အတုံးနှုံးလေးပေါ့နော်အဲ့ဒါကိုမှတစ်ဖက်လူကနေအော်ဒီနေရာမှာထိုင်လို့ရတယ်ဒါကိုစားလို့ရတယ်ဒါကိုသုံးလို့ရတယ်ဒါကိုလုံးလို့ရတယ်ဆိုပြီးတော့ခွင့်ပြုတယ်လို့ပြောချင်ရင်ဘတ်သဲမိုအီဒက်စ် ဆောနာကခမေကုံမိတင်တဲ့အတွက်ခထည်ထားတာဒီလက်ခေါက်မှာကခွင့်ပြုတယ်လို့ပြောချင်တဲ့အတွက်ခကိုဖြုတ်ပြီးတော့ဘတ်သိမ်းမူအီဒက်စီပဲပြောပေးလိုက်တော့ဘတ်လို့ရတယ်လို့ပြောတာအဲ့တော့အောက်မှာဆိုရင်ခိုခိုနီစဝါသဲမူ ides ဒီနေရာမှာထိုင်လို့ရတယ်ဆိုရယ်အတုံးလုံးလေးဖြစ်သွားတယ်မေကုံမိမယ်ကိုကခွင့်ပြုချက်တောင်းခံမယ်ဆိုရင်တော့ဘတ်သိမ်းမူ ides ခါကိုတောင်း အဲခွင့်ပြုတယ်ဆိုရဲအတိပဲတက်ရောက်ချင်းဘတ်သဲမို့ EDS ကိုတုံးပေးရမယ်နော်အဲ့ဒါကိုမှတချို့တချို့တော့ ကိစ္စတွေမှာဆိုရင် ခွင့်မပြုဘူးဒါကိုတုံးလို့မရဘူးဒါကိုစားလို့မရဘူးဒီနေရာမှာထိုင်လို့မရဘူးလို့ခေါ်တဲ့အငင်းဘက်တားမြစ်ထားတာလုံးဝစီကန့်ချက်တရက်အနည်းနဲ့လုံးဝတားမြစ်ထားတာမျိုးပြောချင်နေဆိုရင်နောက်ဆုံးပတ်တံအမျိုးစားလေးကိုမှတ်ထားမယ်ဘတ်သိဝီခဲမဆန်ဘတ်ကိုတဲ့ဖောင်ပြောင်းမှဝါထိမင်းနော်သူကဟလို့ရေးထားပေမဲ့ကိုရီးကအတန်ထွက်ရင်ဝါလို့ပဲထွက်ပြီးမယ်ဘတ်သိဝီခဲမဆန် ဘတ်သေးဝဤခဲမဆန်းအတိတ်ဘေကမပတ်လို့မရဘူးမပတ်လို့မရဘူးစားလို့မရဘူးသွားလို့မရဘူးတောက်လို့မရဘူးဆိုပြီးတားမြစ်ထားတာကို ပြောကြင်တာဘတ်ကိုတဲ့ဖောင်ပြောင်းမေဝဤခဲမဆန်းကပ်ပြီးတော့တုံးပေးရမေအောက်မှာဆိုရင်တိတိခခိုနီစွာသေးဝဤခဲမဆန်းဒီနေရာမှာထိုင်လို့မရဘူးထိုင်နေလို့ခေါ်တဲ့စွာဒီမတ်ကိုတဲ့ဖောင်ပြောင်းရင်စွာသေးခွင့်မပြုဘူးလုံးလို့မရဘူးဆိုပြီးလုံးဝတားမြစ်ထားတာဖြစ်တဲ့အတွက် အနောက်မှာဝါဤခဲမဆိုင်ကပ်ပြီးတော့တုံပင်းလိုက်တယ်။အဲ့ဒါဆိုတော့အခုအခန်း15မှာကိုရီတင်ရမယ့်ပုံစံ၃မျိုးရှိရေနော်။ကွန်ပျူတာတောင်းခံတဲ့ပုံစံဘတ်သဲမူအီဒက်စကာဒါလေးချိမယ်။ကွန်ပျူတာလို့အတိတ်ပဲသက်ဆောင်ခြင်းဘတ်သဲမူအီဒက်ဆိုတဲ့ပုံစံလေးရှိမယ်။ အခုနောက်ဆုံးပုံစံလေးကခွင့်မပြုဘူးတားမြစ်ထားတဲ့ကိစ္စတွေကို ပြောချင်ရင်ဘတ်သေးဝဤခဲမဆန်လို့ခေါ်တဲ့အသုံးလုံးလေးရှိမယ်။ဒါလေးကအခန်း၅ကိုကိုယ်ရေ grammar pattern ရဖို့အတွက်ကဘာကိုအခြေခံပြီးသိရမလဲဆိုတော့အခန်း၄ကပြောခဲ့တဲ့တဲ့ဖောင်ပြောင်းနေကိုဘတ်တွေကိုပြောင်းတက်ရမယ်။တဲ့ဖောင်ပြောင်းနေမပြောင်းတက်ဘူးဆိုရင်အခန်း၄ရဲ့၅မှာရှိတဲ့ grammar note တွေကိုမပြောတက်ဘူး။အဲ့တော့တဲ့ဖောင်ပြောင်းနေကိုတေချာလေးရအောင်ကြည့်စီစမ်းပါရနော်။